ရှန်ဟိုင်းမြို့ဂျင်းအန်ခိုင်ဂျောင်ရွှဲရက်ကွက်အတွင်းမှာရှိရဲရွှန်းလီအဆောင်ဟာအရွယ်စားနဲ့ဒီဇိုင်းပိုင်းဆိုင်ရာရှုပ်ထွေးမှုများကြောင့်တရုတ်နိုင်ငံရဲ့အကြီးမားဆုံးနေရာရွှေ့ပြောင်းရေးစီမံကိန်းတစ်ခုအနေနဲ့စိန်ခေါ်မှုပေါင်းများစွာရှိခဲ့တာပဲဖြစ်ပါတယ်။တက်တန်းအဖြစ်65နှစ်ကျော်တက်တန်းရှိတဲ့ဒီအဆောင်ဟာဆိုရင်တော့အကျယ်ဝန်းအနေနဲ့13220စတူရန်ပဲကျယ်ဝန်းပြီးလေးချိန်အဖြစ်တန်ကျင်9382တန်းရှိတာကြောင့်ရွှေ့ပြောင်းရေး project အဖွဲ့အနေနဲ့တမန်ရိုးချနီလာများကိုအသုံးပြုဖို့ခက်ခဲနေကြတာပဲဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုများတဲ့ရွှေပြောင်းရေး project ကိုအကောင့်တေဘောဆောင်ရွက်နိုင်မှုအတွက်အစိမ့်မြင့်ဤပညာများကိုလိုအပ်ခဲ့တာဖြစ်ပြီး engineer များအနေနဲ့အသေးစိတ် 3D ပုံကြမ်းများကိုဖန်တီးနိုင်ရန်အတွက်ဒီဆောင်မှုအချက်လက် model နဲ့အချက်ပြ cloud blueprint ဤပညာများကိုအသုံးပြုခဲ့ရကြောင်းသိရပါတယ်။ engineer များဟာ တိုင်းမိနိုင်တဲ့အချက်များကိုခွဲခြားတတ်မှတ်ရန်နဲ့ဖွဲ့စည်းပုံဆိုင်ရာပြဿနာများကိုရှာဖွေဖော်ထုတ်နိုင်ရန်အတွက်အဆိုပါနည်းပညာဖြင့်ခွဲခြားစစ်ပြမှုများကိုပြုလုပ်ခဲ့ပြီးတူဖို့မှုများကိုလုံဆောင်ကအဆောင်အုံတစ်ခုလုံးရဲ့အောက်တွင် hydraulic ဆွဲရုံသုံးဆက်ရုပ်432ခုကိုထိတ်ခဲ့ပြီးနောက်တရက်လျင်စင်မီတာစီရွှေ့နိုင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျာ။